ပြည်ခဲ့တဲ့ဇော်လ29ရက်နေ့ကကျင်းပခဲ့တယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နဲ့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်ရန်ကုန်တိုင်းတွင်းမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအစိုးရတည်ရဲ့ရတရားစီမံချက်ဟာခုဆိုရင်ရပ်ပေါင်း88ရက်ရှိနေပြီဖြစ်ပြီးအဲ့ဒီကာလတွေထဲမှာရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးပြောကြားသွားတယ်လို့ရန်ကုန်တိုင်းဒေသကြီးတစ်ဗဘဲရန်မြို့နယ်လွတ်တော်ကိုယ်စားလှယ်ဦးတန်းနိုင်ဦးကပြောပါတယ်ဇော်လ29ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နဲ့ကျွန်တော်တို့ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တိုင်းဆိုင်လွတ်တော်ရန်ကုန်တိုင်းရှိတဲ့လူတွေအကုန်လုံးတွေ့ဆုံပွဲမှာ အာဝင်းရုပ်ကတော့ဒါသူ့ရဲ့ဒီရက်တရားစီမံချက်အတွင်းမှာသူအခု88ရက်ရောက်နေပြီဖြစ်တဲ့အချိန်အတွင်းမှာသူ့ရဲ့လှုပ်ဆောင်တာတွေအကုန်လုံးသူကတင်ပြပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်ကြောကျက်တဲတာတွေကိုဖြည့်ရှင်းမှုတွေပြုလုပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့တဆက်သေးမှာပဲအများပြည်သူသိပို့ဆောင်ရေးစနစ်လုပ်ငန်းစဉ်တွေကိုပြောင်းလဲလှုပ်ဆောင်တော့မယ်လို့လည်းပြောပါတယ်အဲတော့ရင်ကြောကျက်တဲ့မှုနဲ့ပတ်သက်လာပြီးရှင်ကျွန်တော်တို့အခုအဓိကကကျွန်တော်တို့ဒီမထတာပေါ့အရင်တော့ကကျွန်တော်မထတာကိုကျွန်တော်တို့ ဖြတ်သိမ်းပြင်မယ်သူကဖြတ်သိမ်းပြပြချင်းသူကဒီအာနာပိုင်အဖွဲ့စည်းတည်တဲ့သူထားမယ်ရောင်တိုင်းဒေသကြီးစိုးအဖွဲ့အောက်မှာသူဒီအများပြည်သူတည်ယူပို့ဆောင်နေတဲ့ပတ်သက်လို့အာနာပိုင်အဖွဲ့စည်းတခုလူထားမယ်ထားပြချင်းအခုတော့ကျွန်တော်လို့ လက်ရှိလှုပ်ဆောင်နေတဲ့ကျွန်တော်တို့ဒီ control center တခုရှိတယ်ကျွန်တော်တို့ပြည်သူ့ရင်မြင်ထဲမှာအဲ့ရနေတော့သူမီးပွိုင်နေပေါ့နော်မီးပွိုင်နေကိုထိန်းချုပ်ရင်းနဲ့ပဲသူဒါရင်နေကိုအားလုံးထိန်းချုပ်ဖို့ကိစ္စတွေသူလုပ်မယ်ရန်ကုန်မြို့တော်ခန်းမအတွင်းမှာရှိတယ်ရန်ကုန်မြို့တော်စီပင်သာယာရေးဌာနကဝန်ထမ်းတွေကိုအကျိုးပို့ပြုလုပ်နေတယ်ကားတွေနေစဉ်ရန်နာနေတဲ့အတွက်ရင်လန်းချောင်းကျက်တဲမှုတွေဖြစ်နေပြီးအဲ့ဒီမြို့တော်ခန်းမမှာရှိတဲ့ဌာနတွေကိုမကြခင်မှာပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ဦးတန်းနိုင်ဦးကပြောပါတယ်ခင်ဗျာ